ခုတင်ဆက်ပေးမယ့်သတင်းကတော့မော့ဆက်ကိုတိုက်ခိုက်ခံရပြီးရင်နောက်မှာအီရန်ကိုအမေရိကန်ဘက်ကတိုက်ခိုက်လာနိုင်ဝယ်ရှိနေတဲ့သတင်းပဲဖြစ်ပါတယ်။အစ္စရေးနဲ့အီရန်တို့အပြန်အလှန်တိုက်ခိုက်မှုတွေအချိန်မြင့်တက်လာပြီးတဲ့နောက်မှာအမေရိကန်ကပါအီရန်ကိုတိုက်ခိုက်နိုင်ခြင်းမြင့်တက်လာတယ်လို့သိရပါဗျ။အီရန်ကောင်းဆောင်ခါမေနီကအရှိအလဲပိုင်းဒေသမှရှိတဲ့အမေရိကန်နဲ့ညီတို့ဖွဲ့ဝင်တွေရဲ့စစ်စခန်းတွေကိုတိုက်ခိုက်ဖို့ရှင်းလင်းပြင်လာတယ်လို့ယူဆစရာတွေဖြစ်လာတာကြောင့်အမေရိကန်ဘက်ကလက်အုပ်မှုယူပြီးတော့တိုက်ခိုက်ဖို့စဉ်းစားလာတာပါဗျ။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးနဲ့အီရန်ကြားကပဏိပခါတွေကိုအမြန်ဆုံးရပ်တန့်နိုင်မယ့်နေလန့်တွေရှာဖွေနေတယ်လို့အဲ့ဒီနေလန့်တွေထဲမှာဘုံတလုံးကျဲလိုက်တာနဲ့ရပ်တန့်သွားတာမျိုးလည်းဖြစ်နိုင်တယ်လို့ပြောကြားခဲ့ပြီးရဲ့နောက်မှာတော့အမေရိကန်ဘက်ကအီရန်ကိုတိုက်ခိုက်နိုင်ခြင်းမြင့်တက်လာတယ်လို့ပြောနေကြတာပဲဖြစ်ပါတယ်။အီရန်ဘက်ကအစ္စရေးနိုင်ငံတွေကိုဒုံးကျည်တွေနဲ့တိုက်ခတ်တိုက်ခိုက်မှုတွေအရှိန်အမြင့်မလုဆောင်ခဲ့ရမှာ အစ္စရေးရဲ့ကမ္ဘာကျော်ထောင်လိုင်းဌာနဖြစ်တဲ့မော့ဆက်ဌာနချုပ်ကိုအီရန်ဘက်ကတိုက်ခိုက်လိုက်တဲ့တုန်းကထိမှန်ခဲ့ပြီးတဲ့နောက်မှာအမေရိကန်ဘက်ကလည်းအီရန်ကိုတိုက်ခိုက်ဖို့စဉ်းစားလာတာဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ငြိမ်းချမ်းသွားပြီးပို့လာပါဗျ။